makeup မကြိုက်တဲ့ writer ကိုကြိုက်ဘူးကျွန်တော် makeup ဘယ်လိုပြောလဲ makeup ဒီအဲ့လိုမျိုးဟို shooting မှာ powder puff ကြီးတကားကားနဲ့မှန်ကြီးတကားကားနဲ့ဟိုသပင်းလေးတနေရင်ကျွန်တော်မင်းသားလို့မမြင်ဘူးနောက်တစ်ခုအစိုးတော်လည်းကြိုက်ချင်တယ်ရုံမြတ်သူကကျွန်တော်ရေးတင်ထားသလိုပါပဲကျွန်တော်သူကျွန်တော်ကိုယ်တိုင်သူတချင်းနေရပြိတ္တပါ နောက်တစ်ခုသူ့အနုပညာစိတ်လေးကိုလည်းကျွန်တော် appreciate လုပ်တယ်ကျွန်တော်သူ့သချင်းစာသားတစ်ခုကိုဇာကားနာမည်ပေးဖို့ခွင့်တောင်းတဲ့အချိန်မှာကျွန်တော်ကသူ့ကိုခြေမယ်လို့ထင်တာခြေဦးတခါတည်းပဲလူလူလာလာပဲအသုံးပြုခွင့်ပေးတယ်ပေါ့နော်သူနဲ့ကျွန်တော်နဲ့ခင်လည်းမခင်ဘူးယဉ်လည်းမယဉ်နေဘူးဒါပေမဲ့အဲ့ဒီစိတ်လေးကိုကျွန်တော်သဘောကျတယ်အဲ့ဒါတော့ကျွန်တော် announce တက်တက်လုပ်ပါမယ်ဒီသူ့သချင်းစာသားလေးကိုကျွန်တော်သချင်းဇာကားခေါင်းစဉ်ပေးကြတာပါ ဟုတ်တချင်းမဟုတ်တချင်းစာသားစာသားကိုပဲကျွန်တော်တချင်းသုံးနေတာမဟုတ်စာသားကိုဇန်ကားနာမည်ပေးနေတာမသိတဲ့သူကြောက်ကနောက်တစ်ခါ तू तू ပေါက်ထားတဲ့တချင်းလေဒီလား तू ပေါက်ထားတဲ့တချင်းကိုဟိုဒီလိုမျိုးသုံးနေပါတယ်ဆိုလို့ရှင်ဈေးကြိုင်မယ်လို့ထင်တာပေါ့ဒါမဲ့အဲ့လိုမျိုးမရှိဘူးလိုလိုလားလားပဲခွင့်ပြုပြေးပါတယ်အရန်အစဉ်ပြေးပါညမထွက်ရတင်းတစ်ခုလုံးပျော်ဖို့ကောင်းပါတယ် ကျွန်တော်လုံးတဲ့အချိန်မှာအကောင်းဆုံးလုပ်ထားတယ်ကျွန်တော်ဘာလုံးမဆိုကျွန်တော်ကိုကိုကိုပြိတက်နေရာနေအမြဲတမ်းစဉ်းစားတယ်ငါပြိတက်ဆိုရင်ရောဒါဟုတ်စိတ်ဝင်စားမလားဆိုတော့ down ကနေကျွန်တော်အမြဲတမ်းကြည့်တယ်ကိုကိုတိုင်းဖန်ပြီးသူကိုကိုတိုင်းပြိတက်နေရာနေပဲအမြဲတမ်းစဉ်းစားတယ်အဲ့ဒီတော့ငါပြိတက်ဆိုရင်လည်းဒီကောင်ကိုကြည့်မှာပဲဆိုတော့ယုံကြည်မှုမျိုးနဲ့ပဲကျွန်တော်အလုပ်လုပ်တယ်ဒီသဘောပါပဲအကုန်လုံးကဇလန်းကို ဟိုသဘောကျကြတယ်ပြောတယ်အဲ့ဒါလေးကိုရမ်းသဘောကျတယ်နောက်တစ်ခုချစ်ဖို့ကောင်းတာလေးတစ်ခုက review ရေးသားတဲ့သူတွေအကုန်လုံးကဇလန်းရဲ့ major plot twist တွေကိုဖွက်ပေးထားကြတယ်ဇလန်းကောင်းတယ်မထင်ထားတဲ့ twist တွေပါတယ်ဆိုတာမျိုးပဲရေးကြပြီးတော့ဇလန်းရဲ့ major plot twist တွေကိုသူတို့ဖွက်ထားပေးကြတယ်အဲ့ဒါလေးကအရန်ချစ်ဖို့ကောင်းတယ်သူတို့ကတခြားကားတွေမှာလိမ့်တာမလိမ့်တာကျွန်တော်မသိဘူးကျွန်တော်ကားမှာမလိမ့်တာဘူးဒါပဲကျွန်တော်ပြောချင်တာ ဟိုတခြားကားကသူတို့တခြား driver ရဲ့တောင်းဆိုမှုအရာသူတို့လိမ့်တာမျိုးလိမ့်ရတာမျိုးရှိချင်ရှိမယ်ဒါတွေကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်ကားမလိမ့်တာတေးကြရဲမလိမ့်တာမလိမ့်တာအပြင်ထုံထုံဆိုလို့ချင်းရိုက်တဲ့ရက်မှာတော့နေမကောင်းဖြစ်ပြီးတော့ဝန်းနေသွားပြီးတော့ဂျုံဂျုံမှာကြာသွားသေးတာဆိုတော့မလိမ့်တာတေးကြရဲကျွန်တော်တာဝန်ယူတယ်ကျွန်တော်ကားမှာထုံထုံရောနေမရောမိကမလိမ့်တာဘူးဆိုတာကျွန်တော်100%အာမခံတယ် ကျန်တဲ့ကားလိန်ချင်းမလိန်ချင်းကျွန်တော်မသိဘူး။တခြား driver နဲ့ရဲသူတို့ရိုက်တဲ့ကားတွေမှာတခြား driver တောင်းဆိုမှုအရာသူတို့လိန်ချင်းလိန်မယ်မလိန်ချင်းမလိန်ဘူးဒါကျွန်တော်ကိစ္စမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်ကားမှာမလိန်ထားဘူး။မကြိုက်ဘူးကျွန်တော်မိတ်ကဘယ်လိုပြောလဲမိတ်ကဒီအဲ့လိုမျိုးဟိုရှူတင်မှာပေါ်တာပဖြီးတကားကားနဲ့မှန်ကြီးတကားကားနဲ့ဟိုသပင်းလေးတအနေကျွန်တော်မင်းသားလို့မမြင်ဘူးကျွန်တော်တို့ကအဲ့လိုပြောဘယ်လိုပြောလဲကျွန်တော်က ဘလို့လမ်းပေးရလာလာဖြစ်လာခဲ့တဲ့ကောင်းနေဗျာသိလားဟိုအရင်နုဖတ်ဥအပ်ပြီးတော့ရစီရှိမှာရွာထပြီးတော့လုံနေမင်းသားလို့ကြည့်လို့မရအဲ့လိုမျိုးကတော့ရှိတာလည်းရှိခဲ့ဘူးပါတယ်မဖြစ်မနေလောက်ရတဲ့ဟာမျိုးလေးတော့လည်းရှိခဲ့ဘူးပါတယ်ဒါမဲ့ကိုမသားကိုတယောက်သေးသဘောတရားဟိုကိုမသားကိုတယောက်သေးအကြိုက်ကတော့ကြိုက်ဘူးမိတ်ကတော့မကြိုက်ဘူးမိတ်ကလိန်နေတာယူမိတ်ကတွေနဲ့အိုက်တင်လောက်ရတာယူမကြိုက်ဘူး ဒါရိုက်တာတခြားဒါရိုက်တာကားတွေမှာတောင်းဆိုမှုအရာတော့လောက်လာတာမျိုးလေးတွေတော့လဲကျွန်တော်ကိုယ်တိုင်လည်းရှိဘူးပါတယ်ဒါပေမဲ့ကျွန်တော်သဘောအရာတော့မင်းသားတွေမိတ်ကပ်လိမ့်တာကိုကျွန်တော်ကြောက်မိတ်ကပ်လိမ့်လာရင်လည်းမင်းသားလို့မထင်ဘူးလိုအပ်သလောက်ပေါ့လေသူတို့ကြတော့လေဟိုလုံးဝမလိမ့်နဲ့လို့ပြောလို့မရတာဆိုတော့လိုအပ်သလောက်ပေါ့ကျေးဇူးများကြီးတင်ပါတယ်စိတ်ဝင်တစားနဲ့စောင့်ကြည့်ပေးကြရတဲ့စောင့်ကြည့်နေကြရတဲ့စောင့်ကြည့်ကြမဲ့ပရိသတ်တွေတယောက်ချင်းစီတိုင်းကို ျေးဇူးများကြီးတင်ပါတယ်အခုဆိုရင်ဟိုယုံတင်ပြသနေပါပြီ